ီဂိမ်းမှာတင်ကိုငါးကိုတင်ပြီးတော့လူတိများလာတဲ့မြန်မာလက်ရေးစင်တိုက်စစ်မှုအခုချိန်မှာပြည်သက်တော်တော်များများရဲ့ဝေဖန်မှုကိုခံနေရတဲ့သူကျွန်မအခုပြောနေတဲ့သူကတော့အချက်ကိုကိုပါအခုချိန်မှာသူ့ရဲ့ဒီဝေဖန်မှုတွေကိုသူဘယ်လိုမျိုးဖြတ်ကျော်နေလဲကျမတို့မိသစင်မှာအခုဆိုရင်ကျောက်ကိုကိုနဲ့တွေ့ဆုံမှုအတွက်သူကနာလေးချင်းရဲ့ကွန်ထဲကိုရောက်နေပါတယ်။ကျမရဲ့လက်ထဲမှာတော့ယူပီမေကွန်၅ခုနဲ့အတူယူပီရက်ချဲရှိနေပါပြီ။ ယူပီစီစဉ်မှာတွေ့ရတဲ့အတွက်ဝမ်းသာပါတယ်ကိုဟုတ်ကဲ့မှန်ပါပါဟုတ်ကဲ့ပါရှင်ညီမတို့ဒီယူပီမေးခွန်း၅ခုရွေးထားရပါတော့ပထမအဆုံးမေးခွန်းနေနေပါတော့အကူကအခုအောင်မြင်တဲ့အာကစားသမားတယောက်ဖြစ်နေပြီအဲ့ဒီပုံမှာသူအများရဲ့ဝေဖန်မှုတွေရှိရဲအဲ့လိုမျိုးဝေဖန်မှုတွေကြုံရတဲ့ပေါ်အကူအနေနဲ့ဘယ်လိုမျိုးများပြောချင်လဲပြောချင်တဲ့စကားများရှိလားဘယ်လိုအဆုံးပြောချင်တာတော့ညီမပြောနေပါတော့ကိုယ့်ကိုအောင်မြင်တယ်အခုချိန်တော့ကိုယ့်ကိုအောင်မြင်တယ်လို့မတတ်မှတ်သေးဘူးနော်အာဝေဖန်နေဆိုတော့မြည်စုံဆိုပါတော့အောင်မြင်တဲ့လူတယောက်ကိုပဲအားပေးချင်ကြတာ အခုဝေဘန်နဲ့ဝေဘန်ခံနေရခဲ့ဆိုရကိုမအောင်မြင်သေးဘူးနော်ကိုစူးစားဖို့လူသေးတယ်ကိုလုပ်ငန်းนี่ဒီထက်ပိုပြီးတော့စူးစားဖို့လူသေးတယ်ဆိုတာပုံကံမျိုးပဲကျွန်တော်ခံကြဒီဝေဘန်မှုပုံမှာဆိုတော့ဘာမှအတုတ်ပြန်ရင်ကျွန်တော်အနေနဲ့သူရဲ့ဝေဘန်မှုတွေကိုကျွန်တော်ညာအကောင်းဆုံးအလုပ်အလုပ်ပဲလုပ်သွားပြီးချင်ဟုတ်ကဲ့ပါကော။နောက်မေကွန်တခုကပေါ့နော်။အကူကအခုချိန်မှာဟိုမအောင်မြင်သေးဘူးဆိုတာအကူကသတ်မှတ်ထားတယ်။ဒါပေမဲ့အခုအနေနဲ့လူတိများလာတယ်။အခုကြိုကြားမှု။အဲ့ကြိုကြားမှုကအခုတက်ဘယ်လိုမျိုးအတိတ်ပဲတက်ရောက်စီလဲ။ဟာကြိုကြားမှုဆိုတော့ ကိုယ်ကတော့ခုနပြောနေတော့အောင်မြင်မှုနဲ့ကြိုကြားမှုနဲ့တိတ်မပွဲဘူးနော်အဲအဲ့ပုံမှာကြိုကြားမှုဆိုတာကျွန်တော်လူတီများဆိုတာဒါဘောလုံးကြောင့်ကျွန်တော်ဘောလုံးနဲ့အလုပ်လုပ်ခဲ့တယ်ငယ်ကတည်းဟိုငယ်တဲ့တောင်ကြီးကလေးဘဝကတည်းကတကယ်ဒီကလေးကတည်းကကျွန်တော်ဘောလုံးဟိုစိတ်ရောတူရောအကုန်လုံးဝါသနာကြီးကြီးနဲ့ကျွန်တော်အလုပ်လုပ်ခဲ့လို့ဒီလိုမျိုးဟိုဘောလုံးဒီသူပြင်းတော့ဒီဘောလုံးကကဘာကိုတိနေတယ်ကဘာတိနေတဲ့ဘောလုံးကိုကျွန်တော်အလုပ်လုပ်ခဲ့လို့ကျွန်တော်လူတွေကတိတယ်ဒီလောက်ပါ โอเคရှင်ဟုတ်နောက်မေကွန်းတစ်ခုအနေနဲ့ရပါတော့အကိုပေါ့အကိုအိမ်တကယ်လို့လာလဲမယ်ဆိုလို့ရှင်အကိုရဲ့ရေခဲတက်တာတွေကိုသာဖွင့်ကြည့်ညီမဘာတွေ့ရမှာလဲကျွန်တော်ရေခဲတက်တာတွေပဲအခုဆိုတော့ရေခဲပြည့်ရေခဲတက်တာပြည့်တယ်ဘာမှတွေ့ရမေကွန်းတစ်ခုအနေနဲ့ရပါတော့အကိုအပေါ်မှာအကောင်းဆုံးလူနဲ့အကိုတက်အကိုမကောင်းတဲ့လူအဲ့ဒီလူကဘယ်သူတွေဖြစ်မလဲအကိုရဲ့ဘဝမှာကျွန်တော်ဆိုမှာအကောင်းဆုံးလူကတော့ဘယ်လိုပြောမလဲ ဒီကျွန်တော်နဲ့ပတ်သက်တဲ့ဘောလုံးတိုင်းဝိုင်းနဲ့ပတ်သက်တဲ့ကျွန်တော်မိသားစုဒါဒါကျွန်တော်ရဲ့အကောင်းဆုံးလူတွေပေါ့နော်ကျွန်တော်ရဲ့မကောင်းဆုံးလူတာဆိုတော့ကျွန်တော်လက်ညှိုးထိုးလို့မရဘူးကျွန်တော်ဒီမှာမကောင်းတဲ့လူဆိုတော့ကျွန်တော်စီမှာမရှိဘူးဟုတ်ကဲ့ဟုတ်ကဲ့ပါနောက်ဆုံးမိကွန်းတစ်ခုအနေနဲ့ပေါ့နော်အခုဒီအားကစားသမားဘွားကနေပြီးတော့အားယူသွားမယ်ဆိုရင်အခုဘာကြီးဆက်လုပ်ဖြစ်မှာလဲကျွန်တော်ကဘောလုံးနဲ့ပဲကြွညံ့ကြည့်နေလှုပ်လှုပ်လာတယ်ကျွန်တော်ဘောလုံးနဲ့ပဲပတ်သက်နေဘောလုံးနဲ့ပဲကျွန်တော်ဆက်ပြီးတော့တွားနေပါ ဟုတ်ကဲ့ပါရှင်အခုလိုမျိုး you be me ကို၅ခုကိုဖြစ်ပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်မကျေးဇူးတင်ပါတယ်